ကဲမင်္ဂလာပါညီကိုတို့ရေကိုဘီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျမင်္ဂလာပါဗျကဲမင်္ဂလာပါဗျဆိုတော့ဒီနေ့ကတော့ဒါ round 3ပေါ့လीเนาะ round 3မှာ legend ပွဲလေးတွေဖြစ်တဲ့ဒါ Boca Junior နဲ့ Auckland City ကတနအိကွဲမှာကံပါမယ် Benfica နဲ့ Bayern Munich ကတနအိကွဲမှာဒါတစ်ချိန်ထဲမှာကံမှာဖြစ်ပါတယ်ပြီးရင်တော့ထုံးတဲ့တိုင်းမနေ့ကအတိုင်းပဲကျွန်တော်မနေ့9နှစ်အိကွဲမှာเนาะ Chelsea နဲ့ Aspirants တပွဲရှိမယ် LAFC နဲ့ Flamingo ပွဲเนาะနှစ်ပွဲရှိပါမယ်ဆိုတော့ဒီမှာကတော့အဓိကအမှတ်လို့တဲ့လီကတော့ဒါဘိုင်မြူနဲ့လီကပေါ့နော်ဘိုင်မြူနဲ့ကတော့နောက်ဒီနောက်တစ်ဆင့်တက်သွားပြီဒါပေမဲ့ဘိုကာဂျူနီယာနဲ့ဘန်ဖီကာဂျားထဲမှာဒါလက်ရှိအနေအထားအရဂိုးပြတ်မှသာနောက်တစ်ဆင့်တက်နိုင်တဲ့အနေအထားကိုဒါဘိုကာဂျူနီယာပိုင်ဆိုင်ထားသလိုဘန်ဖီကာဟာဘိုင်ယန်မြူနဲ့အသင်းကိုလုံးဝရှုံးလို့မရနိုင်တဲ့အနေအထားလေးဖြစ်နေတယ်ဆိုတော့ဒါလေးတော့သွားတွေ့ရပါတယ်เนาะကျန်တာကတော့အောက်က ဖလာမင်ကိုကအမှတ်မလို့နောက်လို့ဆင်တက်သွားပြီဆိုတော့ဂျီအရာကလည်းအရန်ကြီးကံမဲ့ဂျီမဟုတ်နိုင်ဘူးเนาะဒါဒါလေးလည်းတွေ့ရပါတယ်ဆိုတော့ချက်ဆီနဲ့အက်စပရန်ကတော့ရှင်းပါတယ်ချက်ဆီကသေတမတ်ရရင်ကိုနောက်တစ်ဆင့်တက်မယ်အနေထားပါเนาะအဲ့တော့ ACC ပါပဲအဓိကတော့အုပ်စုဘူဖြစ်ရှင်တော့ချက်ဆီနေနဲ့ကိုးပြက်ချီပြက်အတွင်းရမယ်အနေထားပေါ့လीเนาะအဲ့တော့လက်ရှိအနေထားရတော့အုပ်စုဘူလည်းမဖြစ်နိုင်တော့ဟတ်တူဟတ်ရဖလာမင်ကိုရှုံးထားတာဆိုတော့လीเนาะအဲ့တော့လက်ရှိကတော့ချက်ဆီကသေတမတ်ရရုံနဲ့ကိုသူတို့က နောက်တစ်ဆင့်တက်သွားမှာဖြစ်တဲ့အတွက်ရှုံးလို့တော့မရဘူးပေါ့နော်ဆိုတော့ Chelsea ကဘယ်လိုပဲဖြစ်တော့တလုံးတရာရှုံးချေရတော့ရှုံးမယ်တော့မထင်ပါဘူးဒါပေမဲ့အဲအဲ့လောက်ကြီးကိုးပြန်အောင်ကံမမလားပဲ Chelsea ကိုစိတ်ပူစရာရှိတယ်ဗောလေအဲဒီ Liverpool ရဲ့ဒါသုံးသက်ချက်လေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်ညီကိုတို့ရေမင်္ဂလာပါဗျအဲ့တော့ညီကိုတွေနည်းနည်းလေးစောင့်လိုက်ပါအောင်မယ်နော်ဒီမှာအခုမှ link က Telegram မှာချလို့ပါ Okay ပါဘောကာဂျူနီယာဂိုးပြတ်လောက်လားတဲ့ဂိုးပြတ်လောက်လားဆိုတော့ပြီးခဲ့တဲ့ပွဲမှာကြည်ရတဲ့လောက်ကတော့လေဘောကာဂျူနီယာခြေစွမ်းက အရန်ကြီးတော့ဒီဘရာဇီးယားလိလိုမျိုးမကောင်းနေဘူးเนาะလက်ရှိခြေစွမ်းအရာကလည်းတိုက်စစ်ကအရန်ကြီးမကောင်းနေဘူးဒါပေမဲ့သူနဲ့ကံရမယ့်အသင်းကသမုဒ္ဒရာပိုင်းကလာအောင်ပါเนาะအော့ကလန်စီးတီးဆိုတဲ့အသင်းဟာဟိုဘယ်လိုပြောရမလဲပတ်တိုင်းသမားတွေနေဗျအဲ့လိုဟိုလစာပေးတာမျိုးမဟုတ်ဘဲနဲ့အဲ့လိုပတ်တိုင်းသမားတွေခေါ်ပြီးကံနေတဲ့အသင်းဖြစ်တဲ့အတွက်ခြေစွမ်းအရန်ကြီးဟပါတယ်တော်တော်ကြီးကွာပါတယ်เนาะဆိုတော့စီးလုံးမှုနားလဲမှုဒါကြီးလည်းမရှိတဲ့အနေအထားမျိုးမှာလုံးဝအမှတ်လုံနေတဲ့အကောင်ကြီးကဘလို့ပဲဖြစ်ဖြစ်ရှင်းနိုင်ခွင့်ရှိမယ်မထင်ဘူးပြเนาะဒါဆို ဂျေးရကြည့်ရရင်လည်းရှင်းပါတယ်နော်အားလုံးသိရပြီးတဲ့ဆိုတဲ့ကဘိုင်မြူနစ်ပေးတဲ့ဂျေးဘန်ဖီကာပေးခဲ့တဲ့ဂျေးနဲ့မတိမ်မြင်ဖြစ်နေတယ်နော် level ကိုရှင်ကြည့်လိုက်ဘိုင်မြူနစ်နဲ့ဘိုကာဂျူနီယာဘယ်လိုကွာလဲဆိုတာရှင်ကြည့်လိုက်ရင်လက်ရှိနေသားရနော်ဂျေးပေးတဲ့အနေထားအရာသိနိုင်ပါတယ်ဆိုတော့တကယ်ကံကံကတော့သူတို့ဘောပဲမူတည်ပါတယ်လုံနိုင်စွာပေါ့လေဥမာကံကံဆိုးစွာနဲ့ပဲအနီးကပ်တွေထီလို့တယောက်ယော့တာတို့နော်ဒီလိုမျိုးတွေဖြစ်ခဲ့ရင်တော့လည်းမပြောတတ်ဘူးပေါ့လေနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိခြေစွမ်းနဲ့လူစင်းအရာကတော့အပြတ်သက်กว่าပါတယ်နော်ဘိုကာဂျူနီယာပဲ တကယ်ဆိုရင်တော့အဲနေရမယ့်အနေအထားပေါ့လीနော်အဲ့တော့အားလေးကိုကျွန်တော်ထည့်ပြောပေးပါမယ်ဗျအဲ့တော့မင်္ဂလာပါညီကိုတို့ရေအသေးလေးလက်မလေးနဲ့တယောက်တစ်ချက်လောက်ကူညီတော့နှိပ်ပေးကြပါဦးညီကိုတို့ရေနော်ကျေးဇူးများတင်ပါတယ်ဗျ brother ခင်မောင်တင်မင်္ဂလာပါဗျအချစ်လွင်ဦးမင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါလင်းကြော်မင်္ဂလာပါကြော်တက်ပိုင်မင်္ဂလာပါဗျ Facebook မှာမလွင်တော့ဘူး live မလွင်တော့ဘူးလားဟုတ်တယ် brother ကြီး Facebook ကဟိုပါလေ VPN ဘာညာဖြစ်တော့ကနော်ဟို brother တချို့လည်းတိုင်ပတ်သွားတယ်ဆိုတော့လीနောက် Facebook ကဟိုပါပေါ့ copyright เนาะ copyright ညှိတာကြောင့်ကျွန်တော် Facebook မှာ live မလွှင့်ပြပေးနဲ့ YouTube မှာပဲเนาะ IRS ပြီးတောက်လျှောက်ကျွန်တော် YouTube မှာပဲတောက်လျှောက်ရှိနေပါတယ်เนาะအဲ့တော့ကျန်တာတော့သတင်းတို့เนาะအဲဘာညာစောင်းမားတို့ video လေးတွေပါလေးတွေဒါလေးတော့ကျွန်တော် Facebook မှာပဲအမြဲတင်ပြပါတယ်เนาะအားလေးလည်း Facebook မှာအပီပါအောင်ဗျမင်္ဂလာပါဗျဘာသာလင်းကျော်မင်္ဂလာပါဗျဟောလေးကျော်တက်ပိုင်မင်္ဂလာပါဗျဒီဒီစိမင်္ဂလာပါရှိုင်းလေးမင်္ဂလာပါကိုငယ်မင်္ဂလာပါဗျနှစားပွဲလေးထည့်ပေးပါလားဒီညရတယ်အာနှစားပွဲလေး okay ဗျာနှစားပွဲထည့်လိုက်မယ်ဗျာเนาะ တော့မနေ့ကတော့ကျွန်တော်ဒါ PSC ကနော်မဒါမိုင်းရင်ကောင်နဲ့ပဲ Z2 နဲ့ပဲရက်သွားတဲ့အနေထားပေါ့လေနော်ဆိုတော့90ပြန်90မနေ့ညကတော့ဒါ PSC ကိုပေးလိုက်ရတယ်ဆိုတော့ပေါ်တိုပွဲလေးကတော့ဒါ9ပေါ့နော်44တောင်မှဒါမတရားကြီးကိုပေါ်ခဲ့ပါတယ်ဆိုတော့ Atletico Madrid ကတော့ဒါတစ်လုံး30ပေါင်းမှာ30လောက်တော့မနေ့က ပေးလိုက်ရတဲ့အနေထားပေါ့လေနော်ဒါပူတာဖိုကိုအနေနဲ့1စီးနဲ့ပဲပွဲပြီးသွားတယ်ဆိုတော့အင်တာမိုင်မီကတော့ဒါအင်တာမိုင်မီဘော်ဒီကတော့အဆင်ပြေပေမဲ့6အောက်လေးတော့မနေ့ကလစ်သွားတယ်ပေါ့လေအဲ့တော့မနေ့ကတော့အကျိုးမရမရှိပါဘူးဆိုတော့ပပလေးတော့မိုင်းတယ်ပေါ့လေနော်အဲ့တော့လက်ရှိကတော့ဒါကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအင်တာမိုင်မီကိုခေါ်ခဲ့တဲ့ဆိုတဲ့ကဒီအဆင်နဲ့ဘလို့မှပြန်လွတ်နိုင်စရာအကြောင်းကိုမရှိဘူးပြနော်မနေ့ကတော့ဒီနှမနဲ့ပဲသူတို့နောက်တစ်ဆင့်အင်တာမိုင်မီကရောက်ရှိသွားပါပြီအဲ့တော့ဒီနေ့ရောဘယ်အသင်းတွေဘလို့မျိုးဖြစ်မလဲပေါ့လေနော်ဘရာသာကဘလို့မြင်လဲပြဒီနေ့ဘယ်အသင်းတွေကဘလို့ရိကမောက်ကမဖြစ်မလဲဆိုတော့တီကိုထွက်ခွာသွားရတာတော့ ဟိုနည်းနည်းတမျိုးကြီးပေါ့လေနော်ဆိုတော့ summary အနေနဲ့စောစောစီစီယာဒီဦးကြီးမှာ FIFA club ကနေထွက်ထွက်ခွာသွားရတယ်ဆိုတော့ကစားသမားတွေလည်းဒါ depression ပါ냐ဝင်မဲ့အနေဒါပေါ့လေနော် brother အောင်လှမင်္ဂလာပါကိုမင်းမင်္ဂလာပါရန်မင်းမင်္ဂလာပါမောင်ကျော်မင်္ဂလာပါအောင်မြင့်မင်္ဂလာပါဗျအဲအဲဖြိုးအဲပေါ့ဖြိုးကဟာလေးလားမင်္ဂလာပါဗျ YouTube မှာပို့အစင်ပြေတယ်ကိုစုံနေ Okay ပါ brother ကြီး brother တန့်စင်အားပေးလာတာ၃နှစ်ရှိပါပြီကျေးဇူးပါ brother တန့်စင်ကြီးမင်္ဂလာပါဗျ ဘရသာကျော်တက်ပိုင်မင်္ဂလာပါ2021ထဲအားပေးလာတာနော်။ Okay ပါဘရသာကျော်တက်ပိုင်ကျေးဇူးများကြီးတင်ပါရယ်ဗျ။ဘရသာဝါဝါခိုင်မင်္ဂလာပါဝါဝါခိုင်လာဝါဝါခိုင်လာနော်မင်္ဂလာပါတန့်စင်မင်္ဂလာပါကဲကျွန်တော်တို့စားလိုက်မယ်ဗျာနော်။အဲ့တော့အသေးလေးလက်မလေးနဲ့တယောက်ချက်လုပ်ကမြို့တော့နှိပ်ပေးပါအောင်ညီကိုတို့ရေကျေးဇူးများကြီးတင်ပါရယ်ဗျ။ဆိုတော့ဒါ wine swap မှာဆော့ကျင်တဲ့ညီကိုတွေအနေနဲ့ကလေ Kobe ရဲ့ promo code ဖြစ်တဲ့ဒါ GB777 အသုံးပြုတော့လေ100% bonus ကြီးရယူနေပါတယ်အသေးသေးသိရှိလို့ပါက wine swap မြန်မာ Facebook page နဲ့သူတို့ application တို့မဟုတ် website လေးရဲ့ customer service call ကိုနှိပ်ပြီးတော့လေ24နိုင်တိလို့ရတယ်မေးမြန်းလို့ရပါတယ်ကဲတော့ကျွန်တော်တို့ let's go ပါဗျာ ဆိုတော့ဒီမှာကျွန်တော်အပြမအောင်ဆုံးပြောမယ့်ပွဲကတော့ Bayern နဲ့ Benfica ပွဲပါဆိုတော့ဒီမှာကတို့အုပ်စုမှာ Benfica ကနောက်တစ်ဆင့်တက်ရောက်သွားပြီးဖြစ်ပါတယ် Benfica နဲ့ Boca Junior အသင်းဟာတို့ကန်ခဲ့တဲ့ပွဲဒီမှာတူးတူးဆိုရဲရလက်လေးတွေဖြစ်ခဲ့တာကြောင့်တည်ရဖြစ်တဲ့တော့ head to head အရာဒီနေ့ဘွဲကအရင်ကြီးအရေးကြီးပါတယ်เนาะအဲ့တော့လက်ရှိကတော့ Boca Junior အသင်းဟာဒါ Bayern Munich အသင်းကို2-1နဲ့ရှုံးထားတယ်အတော့ လက်ရှိနံမှာ9ကွာချချက်အရအနည်းငယ်လေးတော့ -1 ပြနေတယ်ပေါ့လေ9ကွာချချက်ကအနှုတ်1ဖြစ်ပါတယ်ဆိုတော့လက်ရှိအနေအထားက9ကွာချချက်တူခဲမယ်ဆိုရင်တော့မှကျွန်တော်တို့ဒါ twin ကိုအရေအတွက်ကိုပြန်ကြည့်မယ်ထင်တယ်နော် twin ကိုအရေအတွက်တူရင်တော့မှဒါပေးကိုအရေအတွက်နဲ့ကြည့်ပြီးတော့တို့အဆုံးဖြတ်ပေးမယ်အနေအထားမျိုးဖြစ်တာကြောင့်ဘလိုပဲဖြစ်ဖြစ်တော့ Benfica ဟာဒီနေ့ပေါ်မှာ Bayern Munich ကိုလုံးဝရှုံးလို့မရအောင်နိုင်ရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်လက်ရှိအနေအထားမှာ Bayern Munich ပေးတဲ့ G အရာကလည်း အရန်ကြီးနိုင်မယ်ကြီးမျိုးတော့လည်းမဟုတ်နေဘူး level 80ဆိုတဲ့ပမာဏဟာဘိုင်မင်းရဲ့အနေနဲ့စဉ်းစားမယ်ဆိုရင်ဒါရှော်မယ်ကြီးလို့အဲအကြမ်းပြင်းတတ်မှတ်လို့ရတယ်ဆိုတော့နောက် နောက်ဆုံးဒီနှစ်သင်းတွေ့ခဲ့တာ2024 17လပိုင်း9ရက်နေ့မှာဒီမှာနော်ဒီပွဲလေးမှာတွေ့ခဲ့တော့ကနောက်ဆုံးပြေးခဲ့တဲ့ကြီးကဒါ Champion League မှာပေါ့နော်ဒါကတော့တကယ်ကန်နဲ့တကယ်ဟိုသူတို့အာယုံပူဆိုင်တဲ့ Champion League မှာပြေးခဲ့တဲ့ကြီးကနှလုံး90ပေါင်းဒီ Bayern Munich ကပေးခဲ့တာဆိုတော့အခုပေးတဲ့ level တရာရှုံးမပြည့်တဲ့ level 80ဆိုတဲ့ပမာဏနဲ့စဉ်းစားမယ်ဆိုရင်တော့ Bayern Munich ကြီးက တော်တော်ကြီးပြော့နေတယ်တော်တော်ကြီးကိုပြော့နေတာเนาะအဲ့တော့ဘိုင်ယန်မြူးနစ်ဘော်ဒီကအရန်ကြီးအခြေအနေတော့မကောင်းနိုင်ဘူးထင်ရတယ်ဒါပေမဲ့သုံးလုံးတည်ဆိုတဲ့ပမာဏကိုဂိုးပေါင်းချစ်ကိုပြန်ကြည့်ရရင်လေဘန်ဗီကာဘက်ကအမှတ်အရန်လူနေတာကိုသွားတွေ့ရတယ်เนาะသုံးလုံးတည်ကြီးကြီးอ่ะဆိုတော့ဘန်ဗီကာအနေနဲ့လက်ရှိအနေအထားအရအရန်ကြီးတော့စိတ်ချရတဲ့ခံစမျိုးတော့မဟုတ်ဘူးအော့ကလန်စီးတီးကို6ခုပြည့်နဲ့နိုင်တာဟာအော့ကလန်စီးတီးခြေစွမ်းကွာဟနေလို့သာဖြစ်ပါတယ်ဘိုကာဂျူနီယာလိုအသင်းကိုเนาะလက်ရှိ current form ပြတ်နေတဲ့ ဘောကဂျူနီယာလိုတော့မှမနိုင်နေခဲ့တာနော်တူးတူးနဲ့ပွဲပြီးခဲ့တဲ့အနေထားမှာဘိုင်မြူနစ်ကိုနိုင်စရာအကြောင်းတော့မရှိဘူးဗျတမင်ရှော်ရင်တော့လည်းမပြောတတ်ဘူးဗောလေဘလိုပဲဖြစ်ဖြစ်တော့လက်ရှိအနေထားအရသုံးလုံးတည်ဆိုရဲကြီးအရကျွန်တော်ဘိုင်မြူနစ်တလုံးထက်ရအောင်မယ်ထင်တယ်ဆိုတော့ AACC 1-1ကတော့ကျွန်တော်တို့စမယ်ထင်ပါတယ်1-1တော့မဖြစ်ဘူးမျောလင်းရမှာပေါ့လေနော်အဲ့တော့1-2 1-3 2-3ဒီလိုမျိုးရလက်လေးတွေ2-2အဲဒီလိုမျိုးရလက်လေးတွေဖြစ်မယ်လို့တော့ယူဆရတယ်ဘန်ဖီကာကဒီဘက်မှာအဲရှုံးလို့မရပါပဲတေဟီကန်လို့ရတယ်ဘာလို့ ်ပေတမရခဲ့ရင်ဘက်ဖီကရမ9မှတ်နဲ့เนาะအဆင့်နှစ်ကနေပဲတက်သွားမှာအောက်ကောင်ကเนาะ3မှတ်ရလဲအဲတိုတယ်6မှတ်နဲ့အောက်မှာပြက်ကြံနေခဲ့မှာဗောနောဂျူဘိုကာဂျူနီယာဒါကြောင့်တစ်ဖက်ကအသင်းဘန်ဖီကာတည်မကြဘူးပဲသူတို့မှမျောလင်းရမှာဆိုတော့ဘန်ဖီကာဟာနိုင်ရင်တော့ပိုကောင်းတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတော့တည်ပဲသူတို့တာဂတ်သွားပြီးကံမှာဖြစ်တဲ့အတွက်တိုက်စစ်ရသလောက်တော့သူတို့နော်ဥအောင်သွင်းထားမယ်လို့ယူဆတယ်အဲ့တော့ဘိုကာဂျူနီယာလိုအသင်းကိုတော့နှစ်ကိုးပေးရတဲ့အနေထားမှာဘိုင်မြူနစ်ကိုဂိုးမပေးရစရာအကြောင်း မရှိနိုင်ဘူး။ Bayern Munich ကတော့လက်ရှိကံခဲ့တဲ့ဘက်မှာ Boca Junior အသင်းကိုလည်းတလုံးပေးခဲ့ရတာကြောင့်အမှတ်အရန်လိုနေတဲ့ pressure နဲ့တွေ့ရင်တော့ Bayern Munich အမှားလုံကောင်းလုံနိုင်တယ်ပေါ့လीနော်။ဒါကြောင့်ဒီပွဲလေးကတော့ကျွန်တော်ထင်တော့နှစ်သင်းပေါင်း၃လုံးတော့ရောက်မယ်ယူဆပါတယ်။ဒါကြောင့်ဒီပွဲတော့ကြောင့် Benfica ကိုးပေါ်လीရွေးချယ်ထားပါတယ်။ Benfica ကိုးပေါ်ပါ။ Okay အဲ့တော့နောက်တစ်ပွဲလေးသွားပါမယ်။တလက်စားတဲ့ဒီအုပ်စုရဲ့ဒါ Boca Junior အမှတ်လိုနေတဲ့အသင်းမှာလက်ရှိစောစောကကျွန်တော်ပြောခဲ့သလိုပဲတစ်ဖက်ကပါတိုင်းကစားသမားတွေနဲ့ပဲစုဖွဲ့ထားသော Auckland City အသင်းဟာနားလည်မှုစီးလုံးမှုဘာမှမရှိတဲ့အနေအထားမျိုးမှာ ဘောကာဂျူနီယာလို့အသင်းနော်အမှတ်လိုနေသောအသင်းကိုနောက်တစ်ဆင့်တက်ဖို့နော်ပရက်ရှာအများအရန်များနေတဲ့အသင်းမျိုးကိုဘလို့မှဟိုတည်ကြစရာအကြောင်းမရှိဘူးနိုင်နိုင်စရာအကြောင်းမရှိဘူးဆိုတော့ခိုးဘနကူပြတ်မလဲပဲကျွန်တော်စောင့်ကြည့်ရမှာငါးလုံးတည်ကြီးဖြစ်တာကြောင့်အင်မတန်ပြင်းပါတယ်လက်ရှိဒီမှာနော်ဒီအော့ကလန်စီးတီးအသင်းအနေနဲ့ပြန်ကြည့်ရမယ်ဆိုရင်ဘိုင်ယန်မြူးနစ်တောင်မှအော့ကလန်စီးတီးကိုငါးလုံးတည်ပဲပြီးခဲ့တာပါဘိုင်ယန်မြူးနစ်နဲ့ဘောကာဂျူနီယာလေဗယ်တန်းဟာအရန်ကြီးကွာလွန်ပါတယ်နော်အဲ့တော့ဒါကဒါကြောင့် ဘိုင်မင်းနဲ့ကြီးအနေထားအရဘွားဂျူနီယာလိုက်ပေးတယ်ဆိုတဲ့ကနော်လက်ရှိအနေထားအရဘူကီတော်တော်လေးကြောက်နေတဲ့ပုံရပါတယ်ပုံမှန်အားဖြင့်လေးလုံးသေးလောက်ပဲဖွင့်တဲ့နယ်ကြီးမျိုးဖြစ်ပါတယ်နော်ဘော်ဒီကြီးလေးလုံးသေးကိုမောင်းကြီး၅လုံးသေးနဲ့ပိတ်ရမယ်ပွဲမျိုးမှာ၅လုံးသေး၆လုံး80ပေါင်းဆိုတဲ့ကအောက်ထက်ကိုတို့၅လုံးအနေဆုံးတွင်းနိုင်တယ်ဆိုတဲ့အနေထားလေးသွားမြင်ရပါတယ်အဲ့တော့တစ်ဖက်က၆လုံး80ပေါင်းဆိုတဲ့ပမာဏမျိုးဟာ၆လုံးထီတော့အနှဲငယ်လေးရဖို့ခက်ခဲတယ်ဆိုတဲ့သဘောမှာတော့ရှိနေတယ်ဒါပေမဲ့ဒီ၆လုံး 80ဆိုတဲ့ပမာဏဟာအော့ကလန်စီးတီးဘက်ကဂိုးမရဘူးဆိုတော့ညှုံငိမ့်မဲ့ကျွန်တော်ကတော့ယူဆတယ်ပေါ့လေနော်စောစောကကျွန်တော်တွေးရဲဆိုတာထက်အဲ့တော့လက်ရှိဘန်ဖီကာပွဲမှာလည်းဘန်ဖီကာအော့ကလန်စီးတီးကိုငားလုံးဒါတရာရှုံးမှာငားလုံး50ရှုံးလားငားလုံး100ရှုံးလားမသိဘူးနော်အဲ့တော့ပြီးခဲ့တာဆိုတော့ဒါကို6-9ပြက်နဲ့အောင်ခဲ့တဲ့အနေအထားမျိုးဖြစ်တာကြောင့်အော့ကလန်စီးတီးအသင်းကိုဒီနေ့ပွဲကဒီပိုကာဂျူနီယာနေနဲ့ငားလုံးတော့အောက်ထစ်တော့ အဲသွင်းနိုင်မယ်လို့ယူဆပါတယ်အဲ့တော့လက်ရှိအနေအထားအရာပြန်ပြီးစောစောပြန်ဆက်ရမယ်ဆိုရင်ဘာဗီကာဥမာအဲဒီဘိုင်မြူနစ်အတင်းကိုရှုံးခဲ့မယ်ဟိုဘက်မှာအဲ့တော့1 2နဲ့ပဲထားပါအောင်ဘိုင်မြူနစ်ကဒီနေ့မှာဘာဗီကာကို2 1နဲ့နိုင်ခဲ့မယ်ဆိုရင်လက်ရှိ5ခွာချချက်အရာ head to head အရာကတော့စောစောက2 2နဲ့တည်ပွဲဖြစ်ခဲ့တာကြောင့်လက်ရှိဒါ goal difference ကိုပြန်ကြည့်ရအောင်ဆိုရင်လက်ရှိ5ခွာချချက်ကအပေါင်း6နဲ့ဘန်ဖီကာရက်တည်နေပြီးတော့ဘိုကာဂျူနီယာကဒါအဆင့်3မှာအနှုတ်1ဆိုတဲ့ဂိုးကွာချက်နဲ့ရက်တည်နေပါတယ်။အဲ့တော့ဘန်ဖီကာကဘိုင်ယန်မြူနစ်အသင်းကို အဲတလုံးပြက်နဲ့ရှုံးရင်ကိုလက်ရှိအပေါင်း6ကနေအပေါင်း5ဖြစ်သွားမယ်။ဒါတစ်ပိုင်းပေါ့နော်။အောက်ကဘိုဘိုကာဂျူနီယာကအနှုတ်1ဖြစ်တဲ့အတွက် အော့ကလန်စီးတီးကိုအပေါင်းကဘန်ဖီကအပေါင်း5အထိလိုက်မိဖို့ဆိုရင်6လုံးပြက်မှရမယ်အနေအထားမျိုးဖြစ်ပါတယ်။မဟုတ်ဘဲနဲ့ဘန်မြူနစ်ကဘန်ဖီကာကိုနှလုံးပြက်သွားမယ်ဆိုရင်အပေါင်း5ဖြစ်သွားမယ်ဘန်ဖီကာ။အဲအဲ့ဒါဆိုရင်တော့ဘိုကာဂျူနီယာအော့ကလန်စီးတီးကိုမှီဖို့ဆိုရင်ဒါ ငါးလုံးပြအောင်ကမ်းမယ်ဆိုတော့ဒီလိုမျိုးလေးတွေရှိတာကြောင့်တေချာတာတခုကတော့ဘုံကွာကျူနေရငါးလုံးပြတ်မအောင်အောက်ထစ်ဖြစ်မှာဖြစ်တဲ့အတွက်ငါးလုံးတည်ကြီးဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်ဆိုတော့ဒီပွဲကတော့နှစ်စာနီးပါးလောက်တော့ကြိုက်ပါတယ်เนาะအဲ့တော့အဲရဲတင်းနေမဲ့ရွေးရမယ့်ပွဲမျိုးဖြစ်ပါတယ်ဆိုတော့ဘယ်လိုဖြစ်ဖြစ်တော့လက်ရှိဘုံကွာကျူနေရရန်ကြီးတိုက်စစ်လက်ရှိ counter form အရန်ကြီးမကောင်းပင်မယ်လို့တဖက်ကအသင်းကိုတော့ဒီနေ့ပွဲမှာရေစွမ်းပြနိုင်မယ်လို့ယူဆပါတယ်ဆိုတော့ဘုံကွာကျူနေရ body 2 star ဖြစ်ပါတယ်โอเคဒါကတော့ဒါဒီအုပ်စုပေါ့เนาะပြီးရင်တော့ကျွန်တော်မနက်ဒါ9:00နာရီခွဲအုပ်စုဖြစ်တဲ့ Chelsea Aspran Flamengo LAFC ပွဲမှာတော့ Chelsea ကဒါနောက်တစ်ဆင့် AACC တက်သွားပြီပေါ့လေဆိုတော့ဒါပေမဲ့ Flamengo ကနောက်တစ်ဆင့် AACC တက်သွားပြီဆိုတော့ Chelsea ကဒီဘက်မှာ Aspran ကိုရှုံးလို့တော့မရဘူးရှုံးရင်တော့ Chelsea လစ်သွားမှာเนาะ Aspran ကိုဒါပေမဲ့လက်ရှိပေးထားတဲ့နှလုံး80ပေါင်းဆိုတဲ့ body ဝင်ရောကြောင့် Chelsea ကရှုံးတော့မရှုံးနိုင်ဘူးဒါပေမဲ့တေကြလို့လည်းကြာသေးတယ်တေကြရင်လည်း Chelsea ကနောက်တစ်ဆင့်တက်မှာပဲပေါ့လေဘာလို့လက်ရှိအနေအထားအရ အဲတည်ဖြစ်ခဲ့မယ်ဆိုရင်တော့ဟိုဂိုးကွာကြကြရ Chelsea က0 Aspranc က -1 ပေါ့လေဆိုတော့ Tony Lacombe ပြီးခဲ့တဲ့ပွဲမှာ Flamengo ကို Chelsea ကရှုံးခဲ့တယ်လို့ဒီ Aspranc အသင်းကလည်း Flamengo ကိုနှစ်ဂိုးပြန်နဲ့ရှုံးခဲ့တာကြောင့်လက်ရှိစဉ်းစားမယ်ဆိုရင်တော့ Chelsea ကအဲတုန်းကတော့မှအဝေးဝန်းအနေနဲ့ဒါ3-1နဲ့တကူသွင်းနိုင်ခဲ့တဲ့ပမာဏမျိုးက Chelsea ကပိုပြီးတက်နိုင်ကြီးများပါတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်တော့ဒီဘွဲကတေးရရင် Chelsea ကနောက်တစ်ဆင့်တက်မှာပါဒါပေမဲ့တခုသတိထားမိတာက3-50ပေါင်းပေါ့နော်တန်တရားဖြစ်တာက ၃လုံး90ပေါင်းဆိုတဲ့ပမာဏဟာချက်စီးအနေနဲ့နှလုံး80ပေါင်းဝင်ရိုးအရာမော်ဒီဝင်ရိုးအရာနှလုံးတော့ပြတ်နိုင်နေဆိုပေမဲ့၃လုံး90ပေါင်းကြောင့်၃လုံးပြတ်ဖို့ကအရန်ကြီးမဖြစ်နိုင်တဲ့အနေဒါပေါ့နော်50 50လောက်တော့သွားပါတယ်ဒါပေမဲ့၃လုံး90ဆိုတဲ့ပမာဏကြောင့် Express အနေနဲ့ကလည်းလက်ရှိနေမှာခန်းစစ်ကိုအရန်ကြီးဖွင့်ဆောင်မယ့်အနေဒါမျိုးမှာမရှိနိုင်ဘူးလို့ယူဆတယ်။ဘာလို့လဲဆိုတော့ Flamingo တောင်မှတလုံးတရာရှုံးပေးခဲ့တာ2စီးနဲ့ပဲပွဲပြီးခဲ့ပါတယ်။နောက်ပြီးရင် Los Angeles အသင်း level တရာရှုံးပေးတဲ့0နဲ့ပွဲပြီးခဲ့တယ်။ဆိုတော့ လက်ရှိအီရနောက်နောက်ဆုံး၃ဘွဲ့ဆက်ကိုးအောင်ထားတဲ့ကန်ထားတဲ့ဒီချကန်ထားတဲ့ express အနေနဲ့ဒီဘက်ကဒီဒီ chelsea အနေနဲ့ဒီဒီဘက်မှာ jackson မပါဘူးပေါ့လीเนาะပြီးခဲ့တဲ့ဘက်မှာ anigat နဲ့ပွဲပယ်ထားတဲ့အနေဒါမျိုးမှာ los angeles ကိုတလုံးတရာရှုံးမှာတော့2-0ပဲပြီးခဲ့တဲ့အနေဒါမျိုးအရကျွန်တော်ဒီပွဲလေး express ကြိုက်ပါတယ် go out ကြိုက်ပါတယ်နှစ်ကြောင်းနဲ့တစ်ကြောင်းဝင်နိုင်ပါတယ်ဆိုတော့မဖြစ်မနေရွေးမယ်ဆိုရင်တော့ go out လေးရတော့ပူတာမယ်ဗျเนาะအဲ့တော့ mount နဲ့မှထည့်မယ်ဆိုရင်တော့ကျွန်တော်တို့ express body တို့မဟုတ် ဒီ goal out ထဲမှာမှာ goal out လေးရပို့ပြီးအဆင်ပြေလောက်မယ်ထင်ပါတယ်နော် okay အဲ့တော့ဒီဘက်တော့ chelsea goal out ဖြစ်ပါတယ်နောက်ဆုံးပွဲကတော့ flamingo နဲ့ lafc los angeles ပါဒါဒီမှာက390ပေါင်းပေးရခြင်းဟာအမှတ်မလို့တဲ့အချက်အကြောင်းလိုပဲယူဆပါတယ်ဆိုတော့ flamingo ပေးတဲ့ကြီးကပျော့သလားဆိုတော့ပျော့ပါတယ်မဟုတ်တော့လက်ရှိ lafc အသင်းကိုပေးခဲ့တဲ့ကြီး chelsea ပေးခဲ့တဲ့ကြီးကိုရှိုးလိုက်နော်ပထမဆုံးပွဲမှာလုံးတရာရှုံးပေးခဲ့တာပါ2-0နဲ့ lafc ကိုနိုင်ခဲ့ပါတယ် ။ Now Express အသင်းကိုလည်းပဲတရားရှုံးပေးတဲ့0-1နဲ့ပွဲပြီးခဲ့တယ်။ So တကူးမှတော့ LAFC ကမသွင်းနိုင်ရှာဘူး။ So ဒါကိုတစ်ဖက်ကအရန်ကြီးကောင်းနေတဲ့ Brazil Club ဖြစ်တဲ့ Flamengo ကနော်လက်ရှိ Brazil ရဲ့ Serie A မှာအဆင့်1ရောက်နေတဲ့24မှတ်နဲ့ဥဆောင်နေတဲ့ Flamengo ကလည်းပဲတရားရှုံးဆိုတော့တော်တော်ကြီးပျော့တယ်ပေါ့နော်။ဒါတော့တကယ်နဲ့ဖြစ်တဲ့နာတော့တလုံးတည်ကြီးတကယ်တမ်းပေးရမှာပါဖလာမင်ဂိုအနေနဲ့ဒါကြောင့်တလုံး90ပေါင်ရတော့တော်တော်လေးတော့ပြော့တယ်ဒါပေမဲ့ဖလာမင်ဂိုရဲ့ခြေစွမ်းနဲ့ LFC ရဲ့ခြေစွမ်းတော်တော်လေးခွာပါတယ်ခွာပါတယ်เนาะအဲ့တော့ level တရာချုံးဝင်ရောမှာနှလုံး80ရှုံးဖြစ်တဲ့အတွက်တော့ဒီဘွဲက Flaming ကို900ရနိုင်ကြီးလीမျောလင်းလို့ရတယ်လို့ကျွန်တော်ကယူဆပါတယ်ဆိုတော့တည်တော့ကန်နိုင်စရာအကြောင်းမရှိဘူးเนาะအဲ့တော့ Los Angeles ကအိမ်ဝင်ဟိုအာသာချက်ရှိတဲ့အတွက်လေ Flamingo ကတလောက်ကြီး level တရာချုံးကြီးပေးတယ်လို့တော့ယူဆလို့ရတယ်အဲ့တော့ Flamingo အနေနဲ့အဲအဓိကကြည့်ရမှာတော့ line up ပေါ့နော်အဓိက plater တို့ဘာလို့အုပ်စုမပါဘူးဆိုရင်တော့ဒီဘွဲကတေးဘွဲနဲ့ပဲအဆုံးသက်သွားဖို့တော့များပါလေရှုံးတာတော့မရှုံးနိုင်ပါဘူးအဲ့တော့ ်တေးကြခြင်းတော့ 2x double chance flamingo body လေးရပို့ပြီးအဆင်ပြေမယ်ထင်ပါတယ်เนาะမြန်မာကြီးနဲ့နေရင်လည်းနေရရင်လည်းနေပေါ့ဆိုတော့လက်ရှိအနေထားကြီးကနောက်တစ်ချက်ကအမေရိကဒီ major မင်းတို့ major league ထက်ငါတို့ဒီ brazil ကတောင်အမေရိကအသင်းတွေကပိုကောင်းတယ်ဆိုတော့ဂုံဘုတ်တစ်ခုလိုချင်ရင်လည်း flamingo ကဒီပွဲထပ်ပြီးတော့ နိုင်အောင်ကမ်းပါပါเนาะဘယ်လိုပဲဖြစ်တော့ line up ကအရင်အရေးကြီးတယ်လို့ပဲကျွန်တော်ယူဆပါတယ်ဆိုတော့ line up အနာနီเนาะကြည်ပါเนาะဆိုတော့ဟိုဂျိုးရိုက်မယ်ဆိုရင်တော့ 2x double chance ကတော့ safe ဖြစ်မယ်တင်ပါတယ်เนาะ 2x double chance flamingo ဖြစ်ပါတယ်ဆိုတော့မြန်မာကြီးကတော့ line up လူစုံစုံလင်းနဲ့ထွက်လာမယ်ထွက်လာမယ်ဆိုရင်တော့ flamingo body ပဲနေရမှာဖြစ်ပါတယ် okay ကဲအဲ့ဒါဆိုကျွန်တော်ဒီနေ့၄ဝဲရဲ့သုံးသက်ချက်လေးပြီးပါပြီညီကိုရေအဲ့တော့ဒါအသေးလေးလက်မလေးနဲ့တယောက်ချက်လောက်ကုန်ပြီးတော့နှိပ်ပေးကြပါအောင်ဗျာเนาะအဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျာဆိုတော့ဒီနေ့ပြန်ပြောရရင်တော့24ရက်ဒီနေ့24ရက်6ဝ6လ ဒါ2025မှာရွေးချယ်ထားတဲ့ကြောင်နေတော့ပွဲအနေနဲ့ဒီနှစ်စာပွဲကတော့ Boca Junior Body ဖြစ်ပါတယ်ဆိုတော့နောက်တစ်ပွဲကကျွန်တော်နောက်တစ်ပွဲလေးဘယ်ပွဲလေးထည့်ရင်ကောင်းလဲဆိုတော့ကျွန်တော် Flamingo ပဲထည့်ပါမယ်ရိုးရိုးပွဲအနေနဲ့ကျွန်တော်နောက်တစ်ပွဲကို Flamingo Body လေးထည့်ပါမယ်နည်းနည်းတော့ risk များတဲ့နှစ်ပွဲပေါ့လीเนาะအဲ့တော့ Flamingo Body ကရိုးရိုးပွဲပါ ဘောကာဂျူနီယာဘွဲ့က2ဆဘွဲ့2ဆဘွဲ့ဖြစ်ပါတယ်ဒါကတော့ဒီနေ့ဒီကြောင်းလေးတော့ဘွဲ့2ဘွဲ့ဖြစ်ပါတယ်ဆိုတော့၄နေမှာကတော့ဆော့ဆော့ဘောကာဂျူနီယာဘော်ဒီဒီဖလာမင်ဂိုဘော်ဒီကိုမှပြီးရင်ချက်ဆီဂိုးအောင်နဲ့ဒါဘိုင်မင်းနဲ့ဂိုးဘော်ဒီတွဲမယ်ဆိုရင်တော့ဒီနေ့ဒါ၄နေမှာလေးရမှာဖြစ်ပါတယ်โอเคအားလုံးပဲဂုတ်လက်ပါညီကိုတို့ကြီးနော်ဘရာသာချောတက်ပါမင်္ဂလာပါဖြိုးမင်းသိမ့်မင်္ဂလာပါကိုချောချောဟန်မင်္ဂလာပါတင်ကိုလက်မင်္ဂလာပါဝင်းဆွေမင်္ဂလာပါထွတ်ထွတ်မင်္ဂလာပါဂေါ်ကြီးမင်္ဂလာပါမဟာကျော်မင်္ဂလာပါဗျကျော်ရှိုင်းကျော်ရှိုင်းမင်္ဂလာပါလှိုင်းကျော်ဦးမင်္ဂလာပါကောင်းမြတ်ထိုက်မင်္ဂလာပါရှိုင်းလေးမင်္ဂလာပါကိုကိုမင်္ဂလာပါ အဲဘယ်ဝါလဲအော်လှိုင်ကျော်ဦးမင်္ဂလာပါဝေါဝါခိုင်းမင်္ဂလာပါကိုကိုမင်္ဂလာပါတန့်စင်မင်္ဂလာပါဗျဖြိုးကဟာလီမင်္ဂလာပါအောင်လှမင်္ဂလာပါကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီမြေဒါသုံးသက်ချက်လေးကတော့ဒီလောက်နဲ့ပဲညနာပြစီ brother လို့ရေနော်မနက်ဖြန်လည်းကျွန်တော်ပွဲတွေရှိပါတယ်နော်မနက်ဖြန်ကကျွန်တော်တို့နော် inter ပွဲတွေရှိပါတယ်နော် inter river plate monterrey urawa dortmund ပွဲပြန်လာပါပြီနော်အော် arsenal ရှိမယ်ပြီးရင် fluminense နဲ့ mamelodi ရှိပါမယ်အဲ့တော့နောက်ထပ်ဒါ round 3ပါပဲเนาะနောက် round 3နောက်ထပ် day 3ဖြစ်ပါတယ်ဟုတ်ကဲ့ okay အဲ့ဆိုတော့ဒီဒါကြီးရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိဆုံးညလေးဖြစ်ပါစေဗျ good luck ပါဗျ